ပါလီစောပါဒီကနေ့ဧပြီလ23ရက်နေ့နရင်းစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအင်မြခိုင်ကတင်ဆက်ပေးသွားမှာပါဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ကြောက်ဖြူကိုဆန်တွေတင်သွင်းကွင်းပိတ်ထားပြီးဆန်ရှာပါလာတာကိုအခွင့်ကောင်းယူကာစစ်တပ်နဲ့နှိဆက်သူတွေကဈေးတင်ရောက်ရှာနေတယ်ဆိုတဲ့သတင်းမလေးရှားနိုင်ငံကွမ်တန်းပြည်နယ်မှာရခိုင်လူမျိုးတစ်ယောက်တပ်ဖြတ်ခံရတယ်ဆိုတဲ့သတင်းရခိုင်ကနေဘင်္ဂလားဒေ့ရှ်ကိုကျွန်းနွားတွေတင်သွင်းရမှာ နေဆက်ဒေတာကော်မတီရဲ့ခေါင်းပုံဖြန့်မှုကြောင့်ကုန်သေးရေအခက်တွေ့နေရတဲ့ဆိုတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ကျောက်ဖြူမျိုးပေါ်ကိုနေက ဆန်တွေတင်သွင်းကင်းကိုပိတ်ပင်ထားပြီးဆန်ရှားပါလာနေတဲ့အချိန်မှာစစ်တပ်နဲ့နှိဆက်သူတွေကဆန်တွေကိုရန်ကုန်ကမှာယူကဈေးတင် ရောင်းချမှုတွေရှိနေတယ်လို့သိရပါဗျ။နေဘက်ဒေသတွေကနေမျိုးကိုဆန်တင်သွင်းဖို့သွာလာခွင့်တွေမရှိတာကြောင့် လက်လုံလက်စားတွေဟာလည်းအခက်အခဲဖြစ်လာနေရတယ်လို့ကြောက်ဖြူမျိုးခန့်အမျိုးသမီးတယောက်ကပြောပါရယ်ကြောက်ဖြူခရိုင်ကနှစ်စဉ်ထွက်လာတဲ့ဆန်တွေဟာဒေသအတွင်းပြည်သူတွေအတွက်ဖူလုံတဲ့အပြင်ပူရှန်နေလို့လည်းသိရပါရယ်ဒါပေမဲ့လည်းဒီနှစ်အတွင်းကျေးလက်ဒေသကဆန်စပါးတွေကိုကြောက်ဖြူမျိုးပေါ်ကိုတန်သွင်းခွင့်တွေကိုစစ်ကောင်စီကတင်းတင်းကြပ်ကြပ်တားမြစ်ပိတ်ပင်ထားတဲ့အတွက်ကြောင့်အခုလိုဆန်ရှားပါနေရတာဖြစ်တယ်လို့လည်းသိရပါရယ်အခုလိုဆန်ရှားပါတဲ့အချိန်မှာ ဆန်တဲ့အခြေခံစားတောက်ကုန်တွေကိုရန်ကုန်ကနေစစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်နေတဲ့ခရိုနီအတိုင်းဝန်းတွေက အလွယ်တကူမှာယူကခေါင်းပုံဖြတ်ဈေးတင်ရောက်ရှာနေကြတယ်လို့လည်းဒေသခံတွေကပြောဆိုကြတာပါကြောက်ဖြူမြို့နယ်အပါအဝင်ကြောက်ဖြူခရိုင်မှာ2021-2022ခုနှစ်စည်ရင်တွေအရမိုးစပါ36,000 2194အေကစိုက်ပျိုးပြီးရိုက်သိမ်းအေက36,000 1465အေကရှိရမှာ အထွန်းနှုံးအဖြစ်တေကကို58တသမ65အထက်ရှိခဲ့ပြီး စုစုပေါင်းခံမှန်းချေ63သိန်း5800တင်ထွက်ရှိခဲ့တယ်လို့ DOCA ရဲ့ထုတ်ပြန်ချက်တွေအရသိရှိရပါတယ်။မလေးရှားနိုင်ငံကွမ်တမ်ပြည်နယ်မှာရခိုင်လူမျိုးတစ်ယောက်အသက်ဖြတ်ခံရပြီးအလောင်းကိုဧပြီလ20ရက်နေ့ကတွေ့ရှိခဲ့ရတယ်လို့သတင်းရရှိပါတယ်။အသက်ခံရသူဟာရခိုင်ပြည်နယ်ကြောက်ဖြူမျိုးနယ်စိုင်ရှုံကြီးရွာက ဥဖိုးလှကြီးဖြစ်တယ်လို့သိရပါဗျ။သူဟာမလေးရှားကိုရောက်ရှိလာတာ၄လလောက်တောင်ရှိသေးပြီးမြန်မာနိုင်ငံကို ပြန်ဖို့မလေးရှားနိုင်ငံကွမ်တန်းပြင်နယ်ပွေးစားကြီးနေအိမ်မှာတိတ်ခုနေစဉ်ညအချိန်အပြင်ကို ထွက်ရာကနေတက်ဖြတ်ခံရတာဖြစ်တယ်လို့မလေးရှားကိုရောက်ရှိနေတဲ့ရခိုင်လူမျိုးတယောက်ကပြောဆိုပါဗျ။ ဥဖိုလာကြီးတည်ဆုံမှုနဲ့ပတ်သက်ပြီးတပ်ဖြတ်သွားတဲ့တရားခံကိုလက်ရှိအချိန်အထိဖော်ထုတ်နိုင်တာမရှိသေးသလိုတရားဆွေးဆိုဖို့ကလည်းတရားလိုဖက်ကလူတွေမှာအထောက်အထားတွေမရှိတာကြောင့်အဆင်မပြေဖြစ်နေရတယ်လို့သိရပါဗျ။တည်ဆုံသူဥဖိုလာကြီးအတွက်အမှုန်မှန်ပေါ်ပေါက်စေခြင်းပြီးဝမ်ဝမ်ကူညီပေးဖို့အတွက်လည်းမလေးရှားရောက်ရခိုင်လူမျိုးတွေကတောင်းဆိုထားကြပါဗျ။ရခိုင်ကနေဘင်္ဂလားဒေ့ရှ်ကိုကျွန်းနွားတွေတင်သွင်းရောက်ရှာရမှာဒေသခံတွေဖွဲ့စည်းထားတဲ့ ကော်မတီရဲ့ခေါင်းပုံဖြတ်မှုတွေကြောင့်အခက်အခဲတွေနဲ့ကြုံတွေ့နေကြရတယ်လို့ကျွေးနွားကုံတွေကနရီစရာသတင်းဌာနကိုပြောဆိုပါတယ်။ရခိုင်ဒေသကနေဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကိုကျွေးနွားတွေတနိုင်တပိုင်းတင်သွင်းပို့ချရမှာမောင်တော်မြောက်ပိုင်းကုန်းလန်းကိုအသုံးပြုတင်သွင်းနေကြရတာဖြစ်ပြီးအဲ့ဒီကော်မတီကဝင်ရောက်ခြေလေးတဲ့အပြင်ခေါင်းပုံဖြတ်မှုတွေရှိနေတယ်လို့နွားကုံတွေတယောက်ကပြောပြပါဗျာ။ဒေသအတွင်းဖွဲ့စည်းထားတဲ့ကျွေးနွားကော်မတီဟာ အရင်နွားတကောင်ကိုဘင်္ဂလားဒေ့ရှ်တကောင်ဝင်2000မြန်မာငွေ9000လောက်ကော်မရှင်ကျေးကောက်ယူနေရကနေလက်ရှိမှာတော့တကောင်ငွေ1000ခွဲ2000အထိကောက်ခံမှုနဲ့ရှိနေတယ်လို့ပြောဆိုကြပါရယ်ရခိုင်ကုန်သည်တွေဟာအဲ့ဒီကော်မတီကကြားခံပြီးတဆင့်ရောင်းချကြရပြီးကော်မတီကကျွေးနွားတကောင်မှာသိမ့်ရှိပြီးကော်မရှင်ခရရရှိနေကြတယ်လို့လည်းနွားကုန်သည်တယောက်ကပြောဆိုပါရယ် ဘင်္ဂလားဒေ့ရှ်ဘက်ကဝေယူသူတွေကိုကုန်သွယ်ရေးအနေနဲ့စိတ်ကြရောင်းချလို့မရဘဲကော်မတီကလက်ဝါးကြီးဥထားတဲ့အတွက်ကြောင့်ကျွေးနွားရောင်းချရတဲ့အခါမှာအခက်အခဲတွေရှိနေတယ်လို့ကုန်သွယ်ရေးကပြောကြားပါရယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်ရှင်။ကျေရင်တဲ့တဲ့ပေါ့အနေနဲ့ကတော့လာရှုမျိုးကိုစစ်ကောင်စီထံရှုံးမွေစွာ လွှဲပြောင်းပေးအပ်တာကို မျက်မြင်သက်သေခံသွားမယ်လို့တရုတ်နိုင်ငံကြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကမနေ့ကပြောဆိုခဲ့ပါတယ်ပုံမှန်သတင်းစာရှင်းလင်းပွဲမှာသတင်းထောက်တယောက်ရဲ့မေးမြန်းချက်ကိုဧပြီလ22ရက်နေ့ကမစ္စတာကော်ဂျာခွန်ကဖြေကြားခဲ့တာဖြစ်တယ်လို့မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကထုတ်ပြန်ထားပါတယ်ကုမေငိမ့်ချန်ရေးတွစ်ဆုံဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအစိုးရနဲ့ MNDAA တို့ရဲ့သဘောတူညီချက်တွေကိုအကောင့်ထွေးဖော်နိုင်ဖို့နှစ်ဖက်ပူးတွဲဖိတ်ကြားချက်အရတရုတ်ပြစ်ခတ်ရက်စင်းမှုစောင့်ကြည့်ရေးအဖွဲ့ကို လာရှုံမျိုးကိုဆေလွတ်ခဲ့တာဖြစ်တယ်လို့မစ္စတာကောကြောက်ခွန်ကဆိုပါတယ်ဒီလိုဆေလွတ်ပြီးစစ်ကောင်စီနဲ့ MNDAA တို့အကြားအပြစ်ခတ်ရက်စင်းရေးကိုစောင့်ကြည့်သွားမယ်လို့လည်းသူကဆိုပါတယ် ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ကိုသိမ်းပိုက်ထိန်းချုပ်ထားတဲ့ MND ကိုကန့်တက်တွေပြန်လည်ဆုတ်ခွာပြီးတဲ့နောက်ဧပြီလ22ရက်နေ့မှာတော့စစ်ကောင်စီတပ်ကမြို့ရဲကိုဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။စစ်ကောင်အစည်းအဝေး90ထက်မနည်းဟာမနက်အစောပိုင်းကနေစတင်ရောက်ရှိလာခဲ့ကြတာဖြစ်တယ်လို့လာရှိုးမြို့ခန့်ဒေသခံတွေစီကနေသိရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အိန္ဒိယပိုင်းဂျမူးနဲ့ကက်ရှမီးယားမှာ တနက်သမားတွေကခီးသွား24ယောက်ကိုတက်ဖြတ်သွားခဲ့တယ်လို့သိရပါတယ်။ဒီတက်ဖြတ်မှုဟာဧပြီလ22ရက်နေ့ကဖြစ်ပွားခဲ့တာဖြစ်ပြီးအ ਨੇ ဆုံးလူ24ယောက်သေဆုံးခဲ့ရကဒီဖြစ်ရက်ဟာဒီနှစ်အတွင်းအယက်သားတွေကိုအဆိုးဝါးဆုံးတိုက်ခိုက်မှုဖြစ်တယ်လို့အကြီးတန်းရေးအရာရှိတယောက်ကပြောကြားခဲ့ပါတယ်။ဝန်ကြီးချုပ်နရန္ဒရာမိုဒီကရက်ဆက်ကြမ်းကြုတ်တဲ့လူရဲအဖြစ်ရှုတ်ရှားလိုက်ပြီး တိုက်ခိုက်သူတွေကိုတရားဥပဒေကြောင်းအရာအရေးယူအပြစ်ပေးသွားမယ်လို့လည်းကတိပြုပြောဆိုထားပါတယ်။အီလန်းညွန်တယောက်ဟာတနက်တန်ကြားပြီးတဲ့နောက်အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိလာခဲ့ကဒဏ်ရာရရှိသူတချို့ကိုမြင်းပေါ်တင်ပြီးအဝဲကိုပို့ဆောင်ခဲ့တယ်လို့လည်းနိုင်ငံတကာသတင်းဌာနတွေမှဖော်ပြထားပါတယ်။တိုက်ခိုက်မှုဟာခီးသွွားတွေကိုအဓိကပြစ်မှတ်ထားတိုက်ခိုက်တာဖြစ်ပြီးအဲ့ဒီနေရာဟာလန်ခီးအဖြစ်ရှရီနာဂါမြို့ရဲ့55မိုင်အကွာမှာတည်ရှိတယ်လို့သိရပါဗျ။ အခုဖြစ်ရဟာအိန္ဒိယနိုင်ငံကို၄ရက်ကြာခရီးရောက်ရှိနေတဲ့အမေရိကန်ဒုတိယသမ္မတနဲ့မိုဒီတို့တွေ့ဆုံပြီးတဲ့နောက်တရက်အကြာမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရင်းစရာကထုတ်လင်းတဲ့သတင်းတွေကို www.narinesia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ နရိစရာရုပ်တံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်အားလုံးကျမ်းမာရှင်လန်းကြပါစေရှင်